အေးစရာမှတ်စာ အခန်းကြီး9အငယ်1မှ7ခွန်သူအခါပရောဖက်ဟက်ကဲနှင့်ဣဒိုတာပရောဖက်စာခရစ်လူတို့သည်ယူဒပြည်သူယေရုရှလင်မြို့သားယူဒလူတို့အားသာရဖျားအခွင့်နှင့်ဟောကြ၏သူတို့ဖျားသခင်ဤပရောဖက်တို့သည်ဝိုင်းသဖြင့်ရှာလတ်သီလတာဇီရုဘဗီလာနှင့်ယောဇဒတ်တာယောရှုသည်ထ၍ယေရုရှလင်မြို့ဤဗိမာန်တော်ကိုတီးဆပြုပြန်ကြ၏ ်ထိုအခါမြစ်အနောက်ဘက်မြို့ဝင်တာတနေနှင့် ရှေတာဘောစနေမှဆ၍သူတို့အပေါင်းအဖော်တို့သည်လာ၍ဤအိမ်ကိုတိဆောက်ရမည်ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်းအဘယ်သူမှထားသည်နီဟု၍၎င်း ဤအိမ်ကိုတိဆောက်တော်သူတို့ဤအမိကအဘယ်သို့နည်းဟူ၍လကောင်းမိစစ်ကြတော်လဲဒါရိမင်းအမိန်တော်မရောက်မီအလုအကံမပြတ်စေခြင်းကဘုရားသခင်သည် ယူဒအမျိုးသားအသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏တို့ဖြစ်၍အထံတော်သို့ရှောက်စာကိုပေးလိုက်ကြ၏မြစ်အနောက်ဘက်မြို့ဝင်တာတနေနှင့်ရှေတာဘောစနေမှစ၍ သူတို့အပေါင်းအဖော်မြစ်အနောက်ဘက်၌နေသော အဖာတသက်လူတို့သည်ဒါရိမင်းကြီးထံသို့ပေးလိုက်သောစာချက်ဟူမူကဒါရိမင်းကြီး၌အစဉ်ချမ်းသာရှိပါစေသော ကျွန်တော်တို့သည်ယူဒပြည်တွင်ကြီးမြတ်သောဖျားသခင်၏အိမ်တော်သို့ရောက်၍သူအယက်သားတို့သည်အိမ်တော်ကိုကြောက်ကြီးနှင့်တီးလှုပ်လျက်ကြောက်ထရံပေါ်မှတစ်သားကို တင်လျက်အလင်းအမြန်လှုပ်ဆောင်၍အကြံထမြောက်ကြောင်းကိုတိမှတ်တော်မူပါ ဤအင်ကိုတိဆောက်ရမည်ဤမြို့ရိုးကိုပြုပြင်ရမည်အကြောင်းအဘဲသူမှားထားသည်နီဟူ၍၎င်းတကြီးတို့ဤအမိများကိုစည်ရင်းယူ၍အထံတော်သို့ပေးလိုက်ခြင်းငါတကြီးတို့ဤအမိများကို၎င်းအသက်ကြီးသူတို့၌မေးမြန်းသောအခါသူတို့ကငါတို့သည်ကောင်းကင်နှင့်မြေကြီးအရှင်ဘုရားသခင်ဤကျွန်တော်ဖြစ်ကြ၏ရှေးကာလ၌ကြီးမြတ်သောဣတရေလရှင်ဘုရင်တည်ထောင်တော်မူသောအိမ်တော်ကိုယခုပြုပြင်ကြ၏ ငါတို့ဘိုးဘီတို့ဒီကောင်းကင်ဘုံဤအရှင်ဖျားသခင်ဤအမျက်တော်ကိုနှိုးစော်သောကြောင့်သူတို့ကိုခါလက်တဲမင်းဘာဘူးလုံရှင်ဘရင်နေပုခ္ခနေစာလက်တို့အတော်မူသဖြင့်ထိုရှင်ဘရင်သည်ဤအိမ်တော်ကိုဖျက်ဆီး၍ပြည်သားတို့ကိုဘာဘူးလုံမျိုးတို့တိမ့်သွား၏ဘာဘူးလုံရှင်ဘရင် ကုရုသည်နန်းဆန်ပထမနှစ်တွင် ဤဘိမှန်တော်ကို ပြုပြင်ရမည်အကြောင်းမိန့်တော်မူ၏နေပုခနေသာသည်ယေရုရှလင်မြို့ဤဘိမှန်တော်ထဲကထုတ်၍ဖျားသခင်ဤအိမ်တော်နှင့်ဆိုင်တော်လေဘာဘူးလုံမြို့ဤဘိမှန်သို့ဆောင်းသွားသောရွှေတစားငွေတစားတို့ကို ကုရုမင်းကြီးသည်ဘာဘူးလုံမြို့ဤဘိမှန်ထဲကတဖန်ထုတ်၍ရှေရှက်ပဇာအမိနှင့်မြို့ဝင်အရာ၌ခန့်ထားသောသူလက်သို့အပ်တော်မူလျက်ဤတစားတို့ကိုယူ၍ ယေရုရှလင်မြို့၏ဗိမ္မာန်တော်သို့ဆောင်းသွားလောဟု ဖျားသခင်ဤအိမ်တော်ကိုမိမိနေရာ၌တည်ပြန်စီဟု မိန့်တော်မူသည့်အတိုင်းထိုရှေရှဘာသာသည် လာ၍ယေရုရှလင်မြို့ဤဖျားအိမ်တော်အမြစ်ကိုချထားသည်ဖြင့်ထိုအချိန်မှစ၍ယခုတိုင်အောင်ငါတို့သည် တီလုတ်လျက်လက်ဆမတတ်သေးဟု ပြန်ပြောကြ၏တို့ဖြစ်၍ယေရုရှလင်မြို့၌ဖျားဤအိမ်တော်ကိုတည်ရမည်အကြောင်းကုရုမင်းကြီးအမိန်တော်ရှိသည် မရှိသည်ကိုသိလိုသည်ဖြင့်ဘာဘူးလုံမြို့ဗန္နာရ ို့တိုက်၌ရှာဖွေစီခြင်းငှာအလိုတော်ရှိလျင်ရှာဖွေစီတော်မူပါ နောက်တဖန်ဤအမှု၌အလိုတော်ရှိသည့်အတိုင်းကျွန်တော်တို့စီတို့အမိန့်တော်စာကိုပေးလိုက်တော်မူပါဟု ရှောက်စာ၌ပါသည် အာမင် God bless you